တိုက်ကလာတယ်ဆိုပြီးအသက်ကို80 90အထိတိုးတောင်းလို့ရတယ်ဆိုတာဟုတ်ပါသလားဖေဟာတဲ့အရှင်ဖေဟာတိုက်ကလာတယ်ဆိုပြီးအသက်ကို80 90အထိတိုးတောင်းလို့ရတယ်ဆိုတာဟုတ်ပါသလားဖေဟာတဲ့မဟုတ်ပါဘူး ခိုင်းစရာတွေထွင်ပြီးပြောခဲ့တဲ့စကားပါတတဝါမှန်သမျှကိုပြုတ်တဲ့ကံပေါ်မှီပြီးနေရတာဖြစ်တဲ့အတော့အသက်ရှည်ခြင်းတူခြင်းဆိုတာကလည်းကိုပြုတ်တဲ့ကံပေါ်မူတည်ပါတယ်တကယ်အသက်ရှည်ရှည်နေခြင်းတည်းဆိုရင်ဖះဟောကြံကံနဲ့အညီရှေးစရာတော်ကြီးတွေပေးခဲ့တဲ့အသက်ရှည်ကြောင်းတရားဆိုတာရှိပါတယ်အဲ့ဒီအသက်ရှည်ကြောင်းတရားကဘာတွေလဲဆိုရင်လေရှူလမ်းလျှောက်ရေကိုတောက်အစီ တကြစားလျှော့စားမေတ္တာစိတ်ကိုပွားအသက်ရှိကြောင်းတရားတဲ့ဒါဟာအသက်ရှိကြောင်းတရားခုနှစ်ပါးဖြစ်ပါတယ်တကယ်အသက်ရှိရှိနေခြင်းတယ်ဆိုရင်အဲ့ဒီအသက်ရှိကြောင်းတရားခုနှစ်ပါးနဲ့အညီနေပါလို့ပြောခြင်းပါတယ်အရှင်ဖရာဗုဒ္ဓဖရာကိုဘာသာခြားတချို့ကဆဲဆူစောကားနေလျင်အဲ့ဒီဘာသာခြားသူကငရဲကြနိုင်ပါသလားဖရာတဲ့ငရုတ်တီးကိုဗုဒ္ဓဘာသာကစားလေဆက်တယ် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့တခြားသောဘာသာဝင်တွေကစားလေဆက်တယ်။ဘာသာမတူလို့ဆိုပြီးငရုတ်သီးကဆက်ရကနေခြုံမသွားပါဘူးเนาะ။ဘယ်လိုလူမျိုးကပဲစားစားငရုတ်သီးစားမယ်ဆိုရင်ငရုတ်သီးဆက်တဲ့အကျိုးကိုတပြေးညီခံစားရမှာဖြစ်တယ်။အဲ့ဒီဥပမာအတိုင်းပဲမပြင်းမတဲ့မပြင်းမထိုက်တဲ့ပုံကိုကိုပြင်းမစော်ကားမယ်ဆိုရင်ဘယ်လိုလူမျိုးကပဲပြင်းမစော်ကားသည်ဖြစ်စေအဲ့ဒီပြင်းမစော်ကားတဲ့သူဟာမကောင်းကျိုးကိုခံစားရမှာဖြစ်တယ် ဘာသာမတူလို့ဖျားအဖြစ်မတတ်မှတ်နိုင်ဘူးဆိုရင်တောင်မှဒီပုဂ္ဂိုလ်ဟာမကောင်းမှုကိုရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ပြစ်မှားစော်ကားခြင်းမလုပ်ထိုက်ဘူးဆိုတဲ့အသည့်နဲ့ပြစ်မှားစော်ကားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်ပြစ်မှားစော်ကားခြင်းကိုမရှောင်ကျဉ်ဘဲမပြစ်မှားတဲ့မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ကို ပြစ်မှားစော်ကားမယ်ဆိုရင်ဘယ်လိုလူမျိုးကပဲပြစ်မှားစော်ကားသည်ဖြစ်ပါစေပြစ်မှားစော်ကားတဲ့မကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်နော်နားလည်ပါစီ ပောက်ကြရလူအချင်းချင်းချစ်ကြိုက်တာကိုဘယ်ဖရားကအပြစ်ရှိတယ်လို့ဟောထားလို့လဲအပြစ်ရှိတယ်လို့ဟောတဲ့ဖရားကိုလည်းမကိုးကွယ်ကြနဲ့တဲ့ယဟန်အချင်းချင်းဖြစ်နေလို့ယူသေးစွာရှောက်ထားလိုက်ပါတယ်ဖရားလူအချင်းချင်းချစ်ကြိုက်တာကိုအပြစ်ဖြစ်တယ်လို့ဖရားရှင်က မဟောပင်မဲ့ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းချစ်ကြိုက်ပြီးလိမ်ဆက်ဆန်ချင်းကာမပိုင်လင်ယောက်ျား ဇနီးများများရှိပါလျက်တပားသူနဲ့ဖောက်ပြန်ခြင်းစတဲ့လွဲမာသောမိစ္ဆာယာကများကိုတော့လောကဓမ္မနဲ့ဆန့်ကျင်နေတဲ့အတွက်ဖះရှင်ဟာအလွန်အမတန်မှယုံမုံတော်မူပါတယ်ဖះဒါကိုတည်တည်ချာချာမလေးလာပဲဖះသားတော်တပားဖြစ်နေပါလျက်အပြစ်ရှိတယ်လို့ဟောတဲ့ဖះကိုလည်းမကူးကွယ်ကြနဲ့လို့ပြောလိုက်တဲ့အရှင်ဖះရဲ့စကားကိုအရှင်ဖះတာဝန်ယူနိုင်ပါစေဖះကိုလိပ်ပြာကိုလုံပါစေဖះ ဒီမန်လေးကမော်လမြန်ကျွန်းမြို့ကလူငယ်တွေဟာဝေသားနဲ့ရွှေတဲ့ပစ္စည်းများကောက်ရလို့တန်ရှင်ထံပြန်ပေးတဲ့အကြောင်းတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်သူကဗာမှန်ထားတာလဲဆိုရင်ပြန်မပေးပါဘူးရထိုက်လို့ရတာပါသူလည်းပေးရမယ့်အကျွင်းရှိလို့ကြားခဲ့တာပါတဲ့အချောင်စိတ်တက်ပဲနော်လူတချို့မကြည်ပွားဘူးဆိုတာအဲ့ဒီအချောင်စိတ်တက်တွေကြောင့်မကြည်ပွားတာပါ တချို့ဆိုရင်ရေအစုံကုန်းတဝက်လို့ပြောတဲ့လူတွေရှိတယ်။ရေအစုံကုန်းတဝက်ဆိုတာရေထက်ကျသွားတဲ့ပစ္စည်းဟာပိုင်ရှင်နဲ့မဆိုင်တော့ဘူး။ကောက်ရတဲ့လူနဲ့ပဲဆိုင်တယ်လို့ပြောတာ။ကုန်းတဝက်ဆိုတာကပိုင်ရှင်လဲတဝက်ဆိုင်တယ်လို့ကောက်ရတဲ့လူလဲတဝက်ဆိုင်တယ်လို့ပြောတာနော်။ဘယ်လိုပဲဖြစ်ဖြစ်ရေထက်ကျတဲ့ပစ္စည်းပဲဖြစ်စေကုန်းပေါ်ကျတဲ့ပစ္စည်းပဲဖြစ်စေကောက်ရတဲ့အခါမှာပိုင်ရှင်ပေါ်လာပြီဆိုရင်ပြန်ပေးရမယ်။ မပေးဘူးဆိုရင်ခိုးတာပဲဖြစ်တယ်နော်တချို့ကသူတစ်ပါးပစ္စည်းကိုမတိအောင်ယူမှခိုးတယ်လို့ထင်ကြတာမဟုတ်ဘူးဘာဘာတီလာထဲမှာအဒိဏဒါနာသိက္ခာပုဆိုတာပါတယ်နော်အဲ့ဒီအဒိဏဒါနာသိက္ခာပုကိုအနက်ဖွဲ့တဲ့အခါမှာပိုင်ရှင်ဒီကိုနှုတ်ဖြင့်မပေးတော့သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမှရှောင်ကျင်ပါမည်လို့အနက်ဖွဲ့တယ်အဲ့ဒီလိုပိုင်ရှင်ဒီကိုနှုတ်ဖြင့်မပေးတော့လို့အနက်ဖွဲ့တဲ့အတွက်ကြောင့်ပိုင်ရှင်ကကိုနှုတ်နဲ့မပေးတဲ့ပစ္စည်းဆိုရင် ြန်မပေးပါကခိုးမှုမြောက်တယ်နော်လောကမှာတန်ဖိုးအကြီးဆုံးဟာကိုကျင်တရားပဲဖြစ်ပါတယ်ကိုကျင်တရားပြတဲ့လူတော့ရုံညံ့တာမရှိပါဘူးနော်ဘာမဟုတ်တဲ့အရာအတွက်နဲ့ကိုကျင်တရားကိုအထီးကိုက်မခံပါနဲ့ဒါကြောင့်ကောက်ရတဲ့ပစ္စည်းမှန်ရင်ပိုင်ရှင်ပေါ်လာပြီဆိုပါကပြန်ပေးပါပြန်မပေးဘူးဆိုရင် ကိုကျင်တရားကိုထိကိုက်ပါလိမ့်မယ်နော်ကိုရီးယားကဘာကျော်တရုတ်ဆောင် အဆိုတော်တပည့်တော်ကအဖိုးကြီးအဖွားကြီးတွေကို စေကုသူပြုခဲ့ပါတယ်ဖုံဖုံဖေယားဘာအကျိုးခံစားရမှာလဲဖေယားတဲ့တက်ရှိကျမ်းမှာဘေးရန်กว่า၍ချမ်းသာစင်လချမ်းရန်ရလျက်ဗလာအာကြီးပညာကြီး၍ပစ္စည်းခိုင်ငယ်မကွဲချစ်သူကျိုးဆယ်စုမှာ စေးလူသူတို့ရဖို့ဒီဆိုတဲ့အတိုင်းစေးလူတဲ့ပုဂ္ဂိုလ်တွေဟာတက်အသက်ရှိခြင်းနှစ်ကျမ်းမာခြင်း ်၃ဘေးရန်ကွာခြင်း၄ချမ်းသာခြင်း၅အစင်းလှခြင်း၆အချွေရန်ပေါများခြင်း၇ခွန်အားပလကြီးမားခြင်း၈ဉာဏ်ပညာကြီးမားခြင်း၉ပစ္စည်းဥစ္စာခိုင်မြဲခြင်း၁၀ချစ်တော်သူနှင့် မကွေကွင်းရခြင်း ဆိုတဲ့အကျိုးတရား၁၀မျိုးကိုရရှိစေပါれ။ဖော်ပြပါအကျိုးတရား၁၀မျိုးသည်စေကုသူပြုတဲ့သူများရရှိမိ အကျိုးတရား၁၀မျိုးဖြစ်ပါれ။ အရှင်ဖေရတပည့်တော်မသိလို့မေးပါရစေဖေရမေတ္တာကရုဏာရှိထား၍ပြန်လည်မင်ကြားတော်မူပါဖေရတေပြီးသားကြက်ကိုခုတ်ထည့်ရင်ငရေကြီးပါသလားဖေရတဲ့ပါဏာတိပါဒကံမြောက်ကြောင်းအင်္ဂါ၅ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ပါဏတရှိတတဝါဖြစ်ခြင်း၂ပါဏတိညိတတရှိတတဝါဟု အမှတ်ရှိခြင်း၃ဂါတာစိတ်တတ်လို့သောစိတ်ရှိခြင်း၄ဥပကမလုံးလပြူခြင်း ငါတေနမရဏထိုလုံးလားကြောင့်တေခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါအင်္ဂါငါးချက်နဲ့ညီမယ်ဆိုရင်ပါဏာတိပါတကံမြောက်တာကြောင့်အပြစ်ရှိ၍ငရေကြီးနိုင်ပါတယ်။မိမိရဲ့လုံးလပယောကမပါဘဲသူတစ်ပါးတက်ဖြက်ပြီးသားအသားကိုခုတ်ထက်တာကတော့ဖော်ပြပါအင်္ဂါငါးချက်နဲ့မညီတာကြောင့်ငရေမကြီးဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။အရှင်ဖယားဖယားရှိခိုးရင်ပဋ္ဌာန်းရွတ်ပြီးရှိခိုးတာလေးနှစ်ရှိပါပြီဖယား။ ငရေကြီးပါသလားကုသိုလ်ရပါသလားဖေယရှိပြီးတော်မူပါဖေယမတိလိုပါဖေယတဲ့ပစ္စည်းလလာဘနဲ့ပူဇော်ခြင်းအာမိသပူဇာနဲ့တရားဓမ္မဖြင့်ပူဇော်ခြင်းဓမ္မပူဇာရယ်ဆိုပြီးပူဇော်ခြင်းနှမျိုးရှိပါတယ်အဆိုပါအာမိသပူဇာနဲ့ဓမ္မပူဇာနှမျိုးရှိတဲ့အနက်မြတ်စွာဘုရားသည်ဓမ္မပူဇာနဲ့ပူဇော်တာကို ပို၍နှစ်သက်ပါတယ်ပဋ္ဌာန်းဒေသနာတော်ဆိုတာက မြတ်စွာဘုရား၏ရွှေအားလုံးကနေထုတ်နှုတ်ပြီးဟောကြားထားတဲ့ဒေသနာဖြစ်သောကြောင့်ဘုရားရှိခိုးတဲ့အခါမှာပဋ္ဌာန်းယူပြီးဘုရားရှိခိုးခြင်းဟာဘုရားရှင်ကိုဓမ္မပူဇာနဲ့ပူဇော်ရာရောက်တယ်လို့ဘုရားရှင်၏အလိုကြလဲဖြစ်တာကြောင့်ကုသိုလ်အများကြီးရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဟုနေ့စဉ်ရွတ်ဖတ်လျင် တရဏဂုံတီပါသလားဖေယမိန်တော်မူပါတဲ့တီပါတယ်နေ့စဉ်တရဏဂုံရွတ်ဖက်စောက်တည်ခြင်းဟာအမတန်အမကောင်းပါတယ်ဒီနေရာမှာတာရထတီကာ၌လာသောတရဏဂုံစောက်တည်သောပုဂ္ဂိုလ်တို့ရရှိမိလောကီတရဏဂုံ အကျိုး2မျိုးနဲ့လောကုတ္တရာတရဏဂုံအကျိုး4မျိုးကိုပြောပြခြင်းပါတယ်လောကီတရဏဂုံအကျိုး2မျိုးကဘာတွေလဲဆိုရင်နံပါတ်1ဘဝစီးစိမ်ပြည့်စုံမှုနံပါတ်2ဥစ္စာစီးစိမ်ပြည့်စုံမှုတို့ဖြစ်ပါတယ် လောကုတ္တရာတရဏဂုံအကျိုး၄မျိုးကဘာတွေလဲဆိုရင်နံပါတ်၁သောတာပတ္တိဖို၌တည်နိုင်ခြင်းနံပါတ်၂တဂရာဂာမိဖို၌တည်နိုင်ခြင်းနံပါတ်၃အနာဂါမိဖို၌တည်နိုင်ခြင်းနံပါတ်၄အရဟတဖို၌တည်နိုင်ခြင်းတို့ဖြစ်ပါတယ်။ဒါဟာတရဏဂုံစောက်တည်သောပုဂ္ဂိုလ်တို့ရရှိမိအကျိုးများဖြစ်ပါတယ်။အရှင်ဘုရားအတ္တဟိတတနောနာထောရဲ့အနတ်အဓိပ္ပာယ်ကိုသိခြင်းလို့ပါဗီဒီယိုနဲ့ရှင်းပြတော်မူပါဘုရား။ သာသာအမှားပါရင် ခွင့်လွတ်ပေးတော်မူပါတဲ့အတ္တဟိအတ္တနောနာထောဆိုတာကအတ္တဟိမိမိကိုယ်ကိုယ်သာအတ္တနောမိမိဤနာထောကိုယ်ပွဲရာဖြစ်၏လို့အဓိပ္ပာယ်ရပါတယ်နားလေအောင် ပြောရမယ်ဆိုရင်မိမိကိုယ်ကိုယ်သာကိုယ်ပွဲရာဖြစ်၏လို့ဆိုလိုခြင်း ဖြစ်ပါတယ်မိမိကိုယ်ကိုယ်သာကိုယ်ပွဲရာဖြစ်၏လို့ဆိုလိုတဲ့နေရာမှာ ပေရင်ပြစ်လိုက်ရမယ်ဟောရိခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ပါဘူးဟောရိခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ကံညာဝရိယကုသိုလ်တရားတွေကိုအာကိုဖို့ပြောတာဖြစ်ပါတယ်နားလည်ပါစီလူမာပါရာဇိက ရှိပါသလားဆရာတော်တဲ့ရှိတာပေါ့နော်တချို့ကယဟန်တွေမှာပဲပါရာဇိကရှိတယ်ထင်ပြီးလူမာပါရာဇိကမရှိဘူးလို့ထင်နေကြတယ် လူမာလဲလူပါရာဇိကရှိတယ်နော်လူပါရာဇိကကိုမပြောခင်အဘဘပုဂ္ဂိုလ်စတရောက်ကိုအရင်ပြောမယ်အဘဘပုဂ္ဂိုလ်စတရောက်ကဘာတွေလဲဆိုရင်တပန္တကပန္တုနှစ်ထေရတံဝတကရှင်ယဟန်အပင်ကိုခိုး၍ရှင်ယဟန်များနှင့်နေထိုင်သူ၃တိဋ္ဌိယပက္ကံတကတိဋ္ဌိအယူသို့ပြောင်းသူ၄တိရိစာနတရိစ္ဆာန်၅မာတုဂာရကအမိကိုတတ်သူ၆ 6. ပိတုကာရကအဖကိုတတ်သူ 9. အရဟန္တကာရကယဟန္တကိုတတ်သူ10လောဟိတုပ္ပါဒကဖျားရှင်အားသွေးစင်းတည်အောင်ပြုတော်သူ9တန်ခဗေဒကတန်ခာသင်ခွဲတော်သူ10ဘိက္ခုနီဒုဒကဘိက္ခုနီမကို ဖြစ်စေတော်သူ17ဥပဒောပြင်ဇနကလိမ့်နှလိမ့်ရှိတော်သူတို့ပဲဖြစ်ပါတယ်ဒါဟာအပပပုဂ္ဂိုလ်17ယောက်ပဲဖြစ်ပါတယ်ဖော်ပြပါအပပပုဂ္ဂိုလ်17ယောက်ထဲမှာ လူကတန်ကာတင်းခွဲတဲ့ကံကိုတရိုက်ကျူးလုံလို့မရတဲ့အတွက်အဲ့ဒီတန်ကဗေဒကကံကိုတော့ဖယ်ထားလိုက်ပါကျန်တဲ့အပပပုဂ္ဂိုလ်ဆယောက်ထဲမှာပါဝင်နေတဲ့လူဆိုရင်တော့အဲ့ဒီလူဟာလူပါရာဇိကကြနေတဲ့သူပဲဖြစ်ပါတယ်ပေပင်ကလေးဆရာတော်ရေးတဲ့ဗုဒ္ဓဝန္တနာတိဒီပဏိကျမ်းမှာအမိတတ်တဲ့သူအဖတတ်တဲ့သူယဟန္တာကိုတတ်တဲ့သူဖယားရှင်အားသွေးစင်းတရားပြုတဲ့သူအဲ့ဒီပုဂ္ဂိုလ်တွေဟာလူပါရာဇိကတွေဖြစ်ကြောင်းဆိုထားပါတယ်နော် ဒါကြောင့်လူမာလဲပဲလူပါရာဇိက ရှိပါတယ်။လူပါရာဇိကကြတာကယဟန်ပါရာဇိကကြတာထက်ဆိုးပါတယ်။ယဟန်ကပါရာဇိကကြပြီဆိုရင်လူဝတ်နဲ့တရားအားထုတ်မယ်ဆိုတာကဇမတ်ဖို့ရနိုင်ပါသေးတယ်။သို့မဟုတ်တာမဏေဝတ်ပြီးတော့တရားအားထုတ်မယ်ဆိုရင်လည်းဇမတ်ဖို့ရနိုင်ပါသေးတယ်။လူပါရာဇိကကြပြီဆိုရင်တော့ယဟန်လည်းဝတ်လို့မရသလိုတာမဏေလည်းဝတ်လို့မရပါဘူး။တရားအားထုတ်လို့ဇမတ်ဖို့လည်းမရနိုင်ပါဘူး။နော်။အဲဒါကြောင့်လူမာလဲပါရာဇိကရှိတယ်လို့ မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယလောကဒံတရား၈ပါးဆိုတာဘာတွေလဲဖေယတဲ့။အင်္ဂုတ္တရနိကာယပါဠိတော်အထကနိပတ်မဟာဝတ်ပထမလောကဓမ္မတုံးမှာတတဝါတွေမဖြစ်မနေတွေ့ကြုံရမယ်လောကရန်တရား၈ပါးဆိုတာဖះရှင်ဟောကြားထားပါတယ်။အဲ့ဒီလောကရန်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီးပွားဥစ္စာရရှိခြင်း နှင့်အလာဘောစီဝါဥစ္စာမရရှိခြင်း၃ရာသောအချွေရန်အကြောသောရှိခြင်း၄အရာသောအချွေရန်အကြောသောမရှိခြင်း၅ငိန်တာကဲ့ရဲ့ခံရခြင်း၆ပတန်တာချီးမွမ်းခံရခြင်း၇တုခံကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၈ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ဖြစ်ပါれဒါဟာတတဝါတွေမဖြစ်မနေတွေ့ကြုံရမည် ောကရံတရား၈ပါးပဲဖြစ်ပါတယ်။